ာရခတက်တော်အင်းရဲ့ဆက်ချောင်းနှစ်မြောက်တက်တော်မွေးနေ့ဒီနေ့ဧပြီလ10ရက်နေ့ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်29ဗျူဟာအေအော်ရီအနေနဲ့ဂုံယူဝဲမြောင်ကျောင်းတဝင်းလွာပေးဖို့ခဲ့ပါတယ်။အာရခပြည်ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့အာရခပြည်သူလူထုကိုကာကွယ်ဆောင်ရှောက်ဖို့အတွက်အာရခတက်တော်ရဲ့စွန့်လွတ်စွန့်စားဆောင်ရွက်မှုတွေမှာတစိမ့်တစ်ပိုင်းပါဝင်ခွင့်ရတဲ့အတွက်ဒီနေ့ဆိုဂုံယူကျောင်းလဲအမှတ်29ဗျူဟာရဲ့တဝင်းလွာမှာထည့်သွင်းဖို့ပြထားပါတယ်။ အေရီနဲ့အာရခပြည်ဟာနယ်နိမိတ်မြေထိစပ်မှုရှင်းလင်းစွာတည်ရှိနေပြီးအပြန်အလှန်ကုန်ကြီးဆောင်ရွက်ပေးမှုတွေကိုထောက်ရမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်လို့အမှတ်29ပြုအားကဆိုပါတယ်ဒီနေ့မှကြားရောက်တဲ့အာရခတက်တော်ရဲ့16နှစ်မြောက်မွေးနေ့ကနေအာရခပြည်သူတရက်လုံးညှော်မှန်းနဲ့အာရခအိမ်မက်ကိုအပြည့်အဝအကောင့်ထဲပို့နိုင်ရေး ပုံမဆောင်ရနိုင်ပါစေကြောင်းနဲ့အခုလိုတဝင်းတော်ပေးဖို့ဝင်ရတဲ့အတွက်အထူးကုံယူဝမ်းမြောက်တယ်လို့ MNSF ဘိုးဘီဝါရဲ့တဝင်းတော်မှထည့်သွင်းဖော်ပြထားပါတယ်။လက်ရှိမှာ AA ရဲ့ထိုးစစ်ကရဖိုင်ပြည်နယ်နဲ့နယ်နိမိတ်ထိစပ်နေတဲ့ AR တိုင်းတွင်းထိရောက်ရှိလာပြီးစစ်ကောင်စီစခန်းအချို့ကိုတင်ပိုက်က AR တိုင်းတွင်းကဒေးမျက်နာရဲကြီးအင်ကပူမြို့နယ်တွင်မှာ AA ဦးဆောင်တဲ့ဘူအောင်တက်နဲ့စစ်ကောင်စီတက်တို့တိုက်ပွဲဖြစ်ပွားနေပါတယ်။